မင်္ဂလာပါရှင်ဆိုတော့ Facebook ပေါ်မှာပေါ့အလင်းနဲ့ပတ်သက်ပြီးတော့ပို့ဆေးတစ်ခုကိုတွေ့နေရတယ်အဲ့ဒါနဲ့လည်းကိုယ့်အကောင့်ထဲမှာရှိနေတဲ့မိတ်ဆွေတွေကိုလာပြီးတော့မျှဝေပေးတာပါဆိုတော့အားလုံးသိကြတဲ့အတိုင်းပဲပြီးခဲ့တဲ့ match လာ28ရက်နေ့မှာစကိုင်းဘက်ကိုအခြေပြုပြီးတော့ပြင်ရဆက်မွန်ဆက်မရှိတဲ့ငရီရင်တုတ်ခတ်ခဲ့တယ်ပေါ့အဲ့ဒီရဲ့လှုပ်ခတ်မှုက အဲသခိုင်းတိုင်းနဲ့တကွာပေါ့เนาะအဲ့ဒီပတ်ချလည်းမှာ ရှိနေတဲ့မန္တလေးအဲမြို့တော်တော်များများကိုအထိကိပျက်စီးမှုတွေအဲဖြစ်စေခဲ့တယ်ဆိုတော့ခရီးရဲ့နောက်ပိုင်းမှာငလင်ကိုလေးလာအဲတုံတက်တဲ့သူတွေများလာတယ်အခုပို့စလေးရကြတော့ကိုစင်တော်တော်တက်ခဲ့အဲပို့စလေးကို ပြန်ပြီးတော့ဟိုပြောပြပေးတာပါ ဆိုတော့သူ့ရဲ့ post ကိုတွေ့လိုက်တဲ့အချိန်မှာကျမခုတိုင်လည်း AI ကိုပြန်ပြီးတော့သုံးသပ်ခိုင်းထားတယ်ပေါ့နော်ဆိုတော့ဒီသူ့ရဲ့ post ပါအချက်လက်တွေဟာအဲအများကြီးသတိပြုရမယ်မှန်ကန်တဲ့အချက်လက်တွေပါဝင်နေတယ်ဆိုတဲ့ဟာကိုသိရှိထားပါတယ်ဆိုတော့အဲသူ့ရဲ့ post ပါအရာဆိုလို့ရှိရင်အဲစကိုင်းကိုဒီစကိုင်းငလျင်ပြီးတဲ့နောက်မှာငလျင်နဲ့ပတ်သက်ပြီးတော့ ပေါ့နော်အနေနဲ့အရှိဆုံးဇုံ၃ခုအနေနဲ့သတ်မှတ်ပေးထားတယ်ပေါ့နော်ပြောပြပေးထားတယ်ပထမအဆုံးဇုံတစ်ကကြတော့အဲဘကိုးပေါ့နော်ဆိုတော့ဘကိုးကလည်းအဲငလျင်ကြီးတွေလှုပ်လေးရှိတဲ့ဒေတာပေါ့နော်ဆိုတော့ငလျင်ကနှစ်တရာမှာတစ်ခါလောက်လှုပ်လှုပ်လေးရှိတယ် ဆိုတော့အဲစကိုင်းအဲပကိုးမှာလှုပ်ထားတဲ့ငလင်းကနှစ်တရာပတ်ချာလဲလောက်ရှိနေပြီဆိုတော့အပကိုးရန်ကုန်ပေါ့နော်ဒီဘိုင်းတွေကအငယ်ရှိတဲ့ဇုံတက်အနေနဲ့သတ်မှတ်ထားတယ်ပေါ့နော်ရန်ကုန်မှာဆိုလို့ရှိရင်လည်းမြို့နယ်နှစ်ခုကိုအငယ်ရှိတဲ့ဇုံဆိုပြီးအငယ်ပူကြီးတယ်ဆိုပြီးတော့သူ highlight ပြထားသေးတယ်ပေါ့နော်အဲဆိုတော့အဲဘကိုးနဲ့ရန်ကုန်နဲ့ရှင်တောင်မှာရန်ကုန်ကပို့ပြီးတော့အနေရရှိနိုင်တယ်ပေါ့ဆိုတော့ငလျင်တန်ကတော့ အဲဘိုးဘက်မှာလှုပ်ဖြစ်တယ်ဆိုရင်ငလျင်တန်ကတော့ဘိုးကပို ထိလိုက်မှာဖြစ်ပေမဲ့သူ့ရဲ့ပေါ့နော်ဒီငလျင်ညော့ဖြစ်တဲ့ပစ္စည်းဆုံးရှုံးမှုကကြတော့ရန်ကုန်တိုင်းတာထဲကပိုများနိုင်တယ်အဲရန်ကုန်မှာအထက်မြင့်တိုက်တွေများတယ်ထက်ကိုကိုတိုင်းကအောက်ထမ်းမနေရဆိုရင်တော့မပေါ့နော်အဲလမ်းထဲကနေပြီးထွက်ပြေးဖို့မလွယ်တာလေတပြောပတ်ချာလဲမှာတိုက်ပြေးကြည့်ပဲဖြစ်နေတဲ့အချိန်မှာတစုံတစ်ခုအငယ်ဖြစ်လာရင်အစ်မတို့အများကြီးသတိထားရမယ်ပေါ့နော်ဒီလိုအခြေအနေမျိုးတွေရှိတယ် အဲသူရဲ့ဇုံတစ်ခဲမှာဆိုလို့ရှိရင်ရန်ကုန်နဲ့ပဲဘိုးအန်ရဲ့အရှိဆုံးလို့ပြောပြထားတယ်ပေါ့နော်အဲဇုံနှစ်မှာကျတော့ဒီရှမ်းပြည်နယ်ဘက်ကပေါ့နော်တောင်ကြီးတို့ပြင်ဦးလွင်တို့အောင်နေပြီးတော့အရှိတ်ဘက်ချမ်းတို့မန္တလေးအရှိတ်ဘက်ချမ်းနဲ့အန်ရဲ့ရှိတယ်ဆိုပြီးတော့ပြောပြထားတယ်နောက်တတိယဥစားပေးတတိယဖြစ်နိုင်ခြင်းရှိတဲ့ဇုံတွေနဲ့ဆိုလို့ရှိရင်အဲစကိုင်းတိုင်းအထက်ပိုင်းနဲ့ချင်းပြည်နယ်ကို ပေါ့နော်မြို့နယ်ချင်းပြည်နယ်တွေအချို့မြို့တွေကို highlight တာထားပြီးတယ်။ဆိုတော့ဒီသုံးသက်ချက်ကတဲ့အဲမဖြစ်မနေလှုပ်မယ်ပေါ့နော်ဒီမနေ့ပြန်လှုပ်မယ်တပတ်ခါလှုပ်မယ်ဆိုတော့ကြိုတင် hockey မျိုးမဟုတ်ဘူးအဲဒါပေမဲ့ဖြစ်လာနိုင်ခြေရှိတဲ့အကြောင်းအရာတွေကို သုံးသပ်ပြထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအနေရရှိနိုင်တဲ့အခြေအနေတွေကိုကြိုတင်ကာကွယ်ပြင်ဆင်ထားဖို့လိုတယ်ဆိုတော့ဒါကဒီဗီဒီယိုကလည်းအဲကြောင်းလန့်အောင်ခြောက်လန့်တဲ့ဗီဒီယိုမျိုးမဟုတ်ဘဲနဲ့ပေါ့နော် TikTok ပေါ်မှာ မတိလိုက်ရမရှိရအောင်ဆိုတဲ့အနေနဲ့ပြန်ပြီး share ပြီးတော့သတိထားနိုင်အောင်ပြန်ပြီးမျှဝေပေးထားတာဖြစ်ပါတယ်ကိုအတွက်အကျိုးမြတ်ရှိတယ်ဆိုလို့ရှိရင်ကိုအတွက်ဘာလို့တစုံတရာအကျိုးရှိရဆိုရင် share လုပ်ပေးခဲ့ကြပါအောင်နော်အလုံးမဲ့တတိပြန်ကဲရမယ့်အချိန်ကိုစတင်ပြီးတော့ရောက်ရှိလာပါပြီ။ဘာလဲဆိုတော့ငလင်ကိုစတင်ပြီးတော့ပြန်ပြီးတော့အဲသူတို့တတိထားဖို့အတွက်ကြေညာထားပြီ။အဲအခုအရင်တစ်ခေါက်လိုပဲကိုကလက်လွတ်စပယ်နေလိုက်မယ်ဆိုရင်ကိုပဲ မင်းစီတမိတ်တို့မှာအများကြီးမန်လေးမှာဖြစ်သွားတာဆိုတော့ကိုကအများကြီးကိုမှာကိုရှိမှာဖြစ်သွားရင်မြင်နိုင်ရတာဆိုတော့အာအများကြီးဆုံးရှုံးမှုတွေလည်းဖြစ်တာဆိုတော့ဒါကိုပြောပြတာပေါ့နော်အလုံးမဲ့သူတို့တတိထားရမယ်လို့ပြောလို့ရှင်တစားတို့ကသွာလာစားတော့တတိလေးနဲ့သွာရမယ်ဒါ အန်ဒီရဆိုတာပိုးရလိုရမရှိဘူးမဖြစ်ကမဖြစ်သွားခဲ့ရှိတော့ကိစ္စမရှိဘူးလူတွေမိမျောတဲ့အချိန်မှာပဲငလင်းရလည်းဖြစ်တာအခုမိမျောနေပြီအားလုံးကတော်တော်လေးကိုမိမျောနေပြီတော်တော်ကြီးကိုမိမျောနေတာပါတင်စားလို့ဆိုရင်လေအတန်အမြင့်နေသွားတာမျိုးတို့အဲ့လိုမျိုးကြီးလေပျော်ပါနေပြီပေါ့နော်အဲ့ဆိုတော့ပြောချင်တာတတိလေးနဲ့ပြန်ပြီးတော့နေစားရမယ်ဆိုတာပေါ့အာပိုးရလိုရမရှိဘူးဒီစက္ကန့်ပိုင်းလေးအတွင်းမှာအများကြီးဆုံးရှုံးမှုကြီးဖြစ် ဖြစ်သွားခဲ့ပြီပြီပေါ့နော်ဟိုကမှာ sky sky villa လာအဲ့ကွန်ဒိုကြီးကိုပဲကြီးလိုက်ကွာ အဲသူတို့မှာဆိုလဲပဲတစားတို့ဒီဗမွားလူတွေဆိုအများကြီးဆုံချုံသွားတယ်ရွှေကွားလူတွေဆိုလည်းအများကြီးဆုံချုံသွားတယ်ဆုံချုံမှုတွေအများကြီးပဲပေါ့နော်တော့အားလုံးသတိဝိရိယနဲ့ပြန်နေဖို့အတွက်စတင်ပြီးတော့အချက်တွေပေးနေပြီအဲ့တော့တစားတို့လည်းသတိရှိရတော့မယ်သွားတာလာတာစားတာတောက်တာကစားအာဘာပဲဖြစ်ဖြစ်ပေါ့နော်ငင်းနေဆိုကြောက်ရတယ်စက္ကန့်ပိုင်းတွေအများကြီးကိုမှဖြစ်သွားနိုင်တယ်ဆိုတော့လေနော်အဲ့တော့မမတို့လည်းအားလုံးသတိရှိကြပါမနေ့ကတတိယနေ့တစ်ခုတက်လိုက်တွေးလိုက်တယ် အာမြင်ငလင်ပေါ့နော်စတင်ပြီးတော့လှုပ်ခတ်ဖို့အတွက်အဲကြည်ရတဲ့ပုံစံသူအာယူနေပုံရပါတယ်ဒီရက်ပိုင်းနေရငလင်ကမလှုပ်ဖြစ်တော့ဘူးအဲ့လိုတက်တက်ဆိတ်ဆိတ်လေးလှုပ်တယ်ဆိုရင်တော့ကိုကလှုပ်တယ်တည်မလားမလှုပ်တော့လည်းတမျိုးကြီးပေါ့စိတ်ထဲမှာလေးနည်းနည်းမင်းညလည်းလှုပ်တယ်လို့ပြောတစ္ဆာတော့မတိလိုက်အဲ့ပြောသွားပေါ့နော်အဲ့တော့အားလုံးပဲတတိရှိကြပါသွားတာလာတာစားတာတောက်တာဘာပဲဖြစ်ဖြစ်ပေါ့နော်အာဒါတတိပေးရပါတင်စားအနေနဲ့လဲတင်စားတော့ တတိတတိကတ်တယ်ပေါ့နော်အမြဲတမ်းငလင်အထက်မြင့်သွားတာအော်ငလင်ဖြစ်သွားနိုင်ရင်တော့ဒီနေရာလေးဆိုရင်အားလုံးမလာထင်းတော့ဘူးအစားတစ်ပြင်းတချို့ချို့အမြင်မှကြိုက်တဲ့လူတွေလည်းရှိရဲ့လीနော်အခု focus ကရန်ကုန်ဘက်ကိုလည်းအာဥတီတာဖြစ်တဲ့အတွက်ကြောင့်မအားလုံးတတိထားချဘူးအတွက်ပြန်စားပြောချင်ပါတယ်အဲ့တော့ချက်တဲ့ အလွယ်တတိချီကြပါငလျင်ကတော့ကြောက်တယ်တော့အဲဘာမဆိုအများကြီးဖြစ်သွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့ကိုကတကယ်လို့မကြုံလိုက်ရဘူးအာအာမပြင်းသွားဘူးဆိုပေမဲ့လေတတိချီကြပါအာပြင်းသွားရဆိုရင်လည်းစက္ကန့်ပိုင်းလေးတော့မှလေးဘာမှကိုမဟုတ်လိုက်ဘူးဟိုအပြင်းလေးရောက်သွားရောကဲ ကဲအဲ့လိုကြီးတော့ဖြစ်သွားလားအဲ့လိုကြီးကိုဖြစ်သွားလားဆိုရင်အဖြစ်သွားရပါလိမ့်မယ်ပါဇက်အဟောင်းသားနဲ့ပေါ့နော်အကိုတွေလည်းလေကြုံတာဆိုတော့အားလုံးတတိရှိချဖို့အတွက်ပြောမမတို့ရေငလင်ကတော့လှုပ်သွားတယ်တော့ရန်ကုန်မှာကျမတို့ကခလေးနဲ့ပစ္စည်းတွေထည့်နေလို့ရှိသေးလက်အောင်လက်နဲ့ဟိုဟာလေ၁၇နာရီဟိုဟာ၉မိနစ်၈မိနစ်တော့တော့ဖြစ်မယ်လှုပ်တာလေကျမတို့နေတဲ့စာရင်းဆိုရင်လုံးဝတင်း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 နေလေရှိသမျှအထုပ်လေဆိုအကုန်လုံးတုံပြီးတော့အဲ့လိုမျိုးဖြစ်တာလေ အကုန်လုံးကိုပြောတယ်နော်သတိလေးတော့ထားစီခြင်းနဲ့ရှင့်ဟိုကငလင်ကနောက်ဆက်တွဲလှုပ်လောင်းမလှုပ်လားတော့မသေးကြဘူးပေါ့နော်အရာအလုံးကတော့သတိကပ်ပြီးသတိထားတာတော့အဆင်ပြေလိမ့်မယ်ကလေးတငယ်တွေရှိတယ်ဆိုလို့ရှင်လေလေဘာလို့ဆိုငလင်ကအရင်တော့ဆိုမန်လေးတွေဘာတွေဘက်ပဲနည်းနည်းလေးဟိုလှုပ်ကြတာပေါ့နော်အခုကရန်ကုန်မှာလေအဲ့လိုတိတိတတ်တာကြီးလှုပ်လာတာဆိုတော့လေကျမတို့ရန်ကုန်ကဟိုအထက်မြင့်နေပါနေတဲ့လူတွေဆိုတော့သတိထားစီခြင်းနဲ့ဒါကဟိုပါပေါ့နော် လုံးမမလို့ဘူးကျွန်မကြိုတင်ခံမနာမဟုတ်ဘူးနော်ဟိုအကောင်လုံးခလေးတငယ်ရှိရလူတွေပါတယ်ဆိုလို့ရှင်တတိလေးနဲ့ထားပြီးတတိလေးနဲ့အိတ်စီကျင်တာပေါ့နော်အဲ့ဒါလေးပြောပြတာပေါ့နော်ကျွန်မဆိုဟိုရင်းနေတော်ဦးနေတော့ဘာလို့ပြီးခဲ့တဲ့ရက်ကလည်းအဲ့ငလင်လောက်တဲ့ဟာယူဖက်ပြီးတညာလုံးမအိတ်ရတော့လေအဲ့လိုဖြစ်နေလို့အာဒီညတော့တတိလေးထားပြီးအိတ်ကြပါလို့နော်မမတို့အဲ့ဒါလေးတတိထားစီကျင်လို့ပြောပြတာပါရန်ကုန်လည်းအခုလှုပ်လာပြီဆိုတော့လေအရင်တော့တခြား မြို့တွေပဲနည်းနည်းသိတာတော့အခုကရန်ကုန်မှာပါလာတော့လေနည်းနည်းလေးသတိထားထားစီခြင်းလို့ပါနော်